မြန်မာရာဇဝတ်မှာအကြီးစားတန်ကရံများဤအချစ်ကြီးလို့အမျက်ကြီးဆိုတဲ့ဆိုးစကားတွေဟာမှန်ကန်ကြောင်းကိုတက်တည်ပြခဲ့မှုတဲ့မိဖုရားတစ်ပါးအမှန်တကယ်ရှိခဲ့ပူပါတယ်အဲ့ဒီသူကတော့အတားအေးတကြံပွဲတော်ကြောင့်ကံဆိုးမုံမောင်ကြပြီးဘဝဆက်သိမ်းမလှခဲ့တဲ့မိဖုရားဆော့လုံးပဲဖြစ်ပါတယ်ရုပ်စင်းအင်ကချောမောလှပါပြီးဘရင်အချစ်ဆုံးမိဖုရားဖြစ်ခဲ့တဲ့ဆော့လုံးရဲ့ဘဝဆက်ကြောင်းဟာဘလို့အကြောင်းများရာဇဝတ်မှာ စာတင်ရလောက်တဲ့အထိဖြစ်ခဲ့ရတယ်လဲဆိုတာကိုတော့ အတူတူဆက်ပြီးတော့လေ့လာကြည့်အောင်ပါမေဘီယာဆလုံဟာရှမ်းပြည်ကတေဘောဆော်ဝါကြီးရဲ့သမီးတော်တစ်ပါးဖြစ်ပြီးတော့တရုတ်ပြည်မင်းလို့လူသိများတဲ့နရတေဟပတိရဲ့မေဘီယာရဲ့တဲကတစ်ပါးဖြစ်ပါတယ်နရတေဟပတိမင်းဆိုတာကတော့အလောင်းစစ်သူမင်းကြီးရဲ့မိတော်ဥဇနာမင်းကြီးရဲ့သားတော်ဖြစ်ပြီးဗကန်မင်းဆက်ရဲ့52ဆက်မြောက်မင်းလည်းဖြစ်ပါတယ်နရတေဟပတိမင်းဟာဗကန်ထီးနှံကိုနှစ်ပေါင်း30ကျော်ကြာတိမ့်ပိုက်ဆိုးဆန့်နိုင်ခဲ့တာကြောင့်နန်းတက်ရှိတဲ့ဘရင်တစ်ပါးအဖြစ်မှတ်ယူနိုင်ပြီး ရာဇဝင်ကျမ်းတွေရဲ့ရေးသားဖော်ပြချက်ရဆိုရင်တော့သူဟာကျမ်းမာရေးလည်းအရန်ကို ကောင်းမွန်တယ်လို့တန်းဝခြင်းနှာချေခြင်းတောင်လုံးဝဖြစ်မှုတဲ့မင်းတစ်ပါးလို့သိရပါတယ်အဲ့ဒီပြင်အစားအသောက်ကိုလည်းခုံမင်းနှိမ့်ချိုက်သူဖြစ်တာကြောင့်ပွဲတော်တည်တဲ့ခါမျိုးမှာဟင်းခွက်အရေးအတွက်300ပြည့်မှသာပွဲတော်တည်လေရှိတဲ့မင်းတစ်ပါးဖြစ်လေသမိုင်းမှတ်တမ်းတဲ့ခံထားခြင်းကိုတွေ့ရပါတယ်နောက်ထပ်သမိုင်းရာဇဝင်ကျမ်းတွေထဲမှာတော့နရသီဟပတိမင်းဟာအကြီးစားတန်တယ်လို့အမျက်ဒေါသလည်းအရန်ကိုကြည်ပြီးစိတ်မထင်မထင်တယ်လို့ ပြုလုပ်တတ်သူဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။အထူးသဖြင့်အဲ့ရနိုးလာတဲ့ခါမျိုးမှာနေနာမှာရှိတဲ့လက်နက်ဓာတ်မဟုတ်အရာဝိတ္ထုပစ္စည်းတခုခုနဲ့ဘေးနားမှာရှိတဲ့ရန်ရွှေတော်တွေမုံမတ်တွေကိုပြစ်ပေါက်တတ်တဲ့အကျင့်လည်းရှိပါတယ်။ဒါကြောင့်မေဖီးယားဆောလုံဟာနရတေဟပတိမင်းကြီးအိမ်မောကြတဲ့အချိန်တွေမှာဆိုရင်လက်နက်တွေပစ္စည်းတွေကိုတင်ဆဲထားရပြီးတော့ပြစ်ပေါက်လို့ထိခိုက်မိတဲ့အခါမျိုးမှာနားကျင်ချင်းမရှိတဲ့တိုင်နဲ့ခရမ်းသီးတွေတံမြာသီးတွေကို ပြောင်းလဲထားရှိပေးရပါတယ်။နရတေဟပတိမင်းကြီးဟာ သူရဲ့မိဖုရားတွေထဲမှာမှာဆိုရင်မိဖုရားဆောလုံးကိုအမျက်နှုံးဆုံးဖြစ်ပြီးမိဖုရဲ့ခေါင်းကြီးဖြစ်တဲ့မိဖုရားဖွားဆောကိုတော့အယုသိဆုံးလို့ဆိုပါတယ်။ရှမ်းမင်းသမီးတစ်ပါးဖြစ်တဲ့မိဖုရားဆောလုံးဟာရှမ်းသွေးပါသူပြီးပြီးအလှသွေးကျွယ်ဝသလိုဧဒရီတိတ်ခါကြီးမာပြီးဘာသာတရားကိုလည်းယုသိကိုင်းဆိုင်တက်သူဖြစ်တာကြောင့်သူရဲ့အခြေအများစုကိုဘာသာရေးနဲ့သာကြော်ဖြတ်လေရှိပါတယ်။ဒါပြင်နန်းတော်တွင်ပျော်ပွဲရှင်ဝယ်တွေကျင်းပတဲ့အခါမှာလည်းကိုယ်တိုင်ပါဝင်ဆွေးနွေးခြင်းမရှိဘဲနဲ့ တနေရာမှာသာအသာအရာစံမြန်းနေတတ်သူလည်းဖြစ်ပါတယ်။အဲဒီလိုအချက်အချောက်ကြီးမားလို့နဲ့မေပြားဆောလုံးရဲ့ကျမငင်မို့ကတော့တခါတော့နေရာဒီချိန်အေယာရီမြေကန်တွေမှာအတာတပင်ပွဲကျင်းပခဲ့ရတာကနေစတင်ခဲ့ပါတယ်။အဲဒီခါတုန်းကနရတိဟပတိမင်းကြီးဟာတကြံပွဲမှာရေကစားဖို့အတွက်လူအများမမြင်နိုင်အောင်နန်းတော်ကနေမျက်စိအထိကိုအမိုးကရုံနဲ့ကာရန်လို့တောက်ရောက်ခဲ့ပါတယ်။မျက်စိကိုရောက်တဲ့ခါမှာတော့မေပြားတွေကိုလို့တော်တွေ မောင်မမိတန်နေတဲ့တူတူရေကစားမန်တမှာရေသပင်ပွဲဆွနေခဲ့ပြီးဒေလိုဆင်နွှဲတဲ့အချိန်တွေမှာတော့မိဖုရားဆောလုံးဟာသူ့ရဲ့မူလာကျင့်တိုင်းပဲပါဝင်ဆော့ကစားခြင်းလုံးဝမရှိဘဲနဲ့မျက်စိအနေကယာယီတင်းတဲ့မှာသာဥပုပ်တီလာစောက်တည်နေခဲ့ပါတယ်ဒီခါမှာတော့အကြီးစားတန်လာတဲ့နရတရားပတိမင်းဟာအင်ဒရီကြီးလုံးနဲ့သူ့ရဲ့မိဖုရားဆောလုံးကို ရေတွေရှဲရှဲဆုံတာမကဘဲနဲ့ရေမုံးအောင်ပတ်ဖို့အတွက်ဘေးနားမှာရှိတဲ့မောင်မမိတန်တွေကိုအမိန်ပေးခဲ့ပြီးတော့ယာယီတင်းတဲ့မှာရှိနေတဲ့ ဆောင်းလုံကိုလည်းသူ့စီလာရောက်ခါစားဖို့အတွက်အခေါ်တော်လွှတ်ပါတယ်။အချင်းရဲ့ရဲကိုတတိမမုံမိတဲ့ဆောင်းလုံကတော့လဲနော်မောင် အရှင်မင်းကြီးရဲ့မိန့်တိုင်းရှေ့တော်မောင်ကိုခါစားဖို့အတွက်ရဲကစားမန်တစီကိုဝန်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့မန်တထဲကိုရောက်တဲ့အခါမှာတော့မောင်မမိတန်တွေကအရှင်မင်းကြီးမှာကြားထားတဲ့အတိုင်းမိဖုရားဆောင်းလုံကိုတကောလုံးရွှဲရွှဲစုံတော်မကပဲနဲ့အသက်ရှူကြအောင်ရဲတွေလောင်းပတ်တာကြောင့်အရှက်ကိုအသက်ထက်ပိုတန်ဖိုးထားသူဆောင်းလုံခမရလူပုံနဲ့အရှက်ကွက်ခဲ့တဲ့အပြင်တခြားသောမိဖုရားတွေရဲ့ ရန်ရွှေတော်ရဲ့ရဲမောမှုကိုပါရရှိခဲ့ပါတယ်။ဒါရင်မကတိပဲနဲ့ခင်မွန်းတော်ဆက်သူနရသေးဟပတိမင်းကလည်းသူ့ရဲ့ဖြစ်အိမ်ကိုရှုစားပြီးတော့သဘောတကျနဲ့တတော်တော်ရီမောတာကြောင့်စောလုံးရဲ့စိတ်ဟာပုံမခံစားခက်ခဲ့ပါတယ်။အဲဒီတော့ဟာ အတားအသင့်ပင်ပွဲဆိုတာ ရေကိုခန္ဓာကိုယ်စုံုံနေထိုင်မှသာရင်ရင်ကြည်ကြည်ဖြန့်ပတ်လေးရှိတဲ့ဒလေဖြစ်တာရှိသေးတာပါ။ဒါကြောင့်ခေါင်းစာအခြေဆုံးဒီကုန်းလုံးရွှဲရွှဲဆိုပြီးအသက်ရှူချက်လောက်အောင် ရေရွေလောင်းချခံထားသူဆောလွန်တွက်ကတော့ဒီဖြစ်အားအသေးခါအောင်အရန်ကို နာကျင်စရာကောင်းခဲ့တယ်လို့ခင်မုံဖြစ်သူပေါ်မှာလဲနာကြီးစိတ်တွေရန်ညိုးတွေဖြစ်ပေါ်လာစေခဲ့ပါတယ်အဲဒီနောက်မှာတော့သူ့ကိုအရှက်မဲ့စေခဲ့သူနရတိဟပတိမင်းကိုကလေးစားချေပေါ်ကြံစီခဲ့ပြီးကြံစီတဲ့အတိုင်းလဲမင်းကြီးပွဲတော်တဲမဲ့စားတော်အုပ်ထဲမှာအစိတ်ထည့်သွင်းခဲ့ပါတယ်ဒါပေမဲ့ဘယင်းရဲ့ဖုံးကန်အရှင်ဝါဟာအင်မတန်မှမြင်မာတယ်ဆိုတဲ့အတိုင်းနရတိဟပတိမင်းရဲ့ဖုံးကန်အဟောင်းဟာအဲ့ဒီအချိန်မှာ မြင်မာနေကြတယ်လို့ဆိုရမှာပါအကြောင်းကတော့ပွဲတော်မှာတကယ်ချင်းမှာအနေနာမှာရှိတဲ့ခွေးတကောင်ဟာအမှတ်မတင်ဆိုသလိုရောက်ရှိလာခဲ့ပါတယ်မင်းကြီးကလည်းဒေးရားကိုတင်ကားမကင်းဖြစ်ပြီးတော့အဲ့ဒီခွေးကိုအစာချကျွေးလိုက်ပါတယ်သူ့ရဲ့ပွဲတော်ထဲကဟင်းတဲ့ဘက်ကိုချကျွေးတဲ့အခါမှာခွေးကအဲ့ဒီဟင်းဘက်ကိုစားပြီးတဲ့အချိန်ခဏတွင်းမှာပဲတေဆုံသွားခဲ့တာကြောင့်နရတိဟပတိမင်းဟာသူ့ပွဲတော်တဲမှာဟင်းနေတဲ့မှာအစိတ်ပါဝင်နေတယ်ဆိုတာကိုတတိမို့သိရှိသွားခဲ့ပါတယ် ပွဲတော်ထဲမှာအစိတ်ပါဝင်နေကြောင်းကိုမင်းကြီးသိရှိသွားတဲ့အချိန်မှာတော့ဒေါသပုံထားလို့ပွဲတော်အောက်ဆက်သားသူကိုခြေတော်မောင်းခေါ်ဆောင်လာဖို့အမိန့်ပေးလိုက်ပါတယ်။ဒီချိန်မှာမိဘရားလေးတွေမှာတပားဖြစ်သူမိဘရားဖွားဆောင်ကမင်းကြီးပွဲတော်တီးဖို့အတွက်နေ့စဉ်လာပိုးတဲ့ဟင်းကွက်တွေတဲကဘယ်ဟင်းကွက်ကိုဘသူဆက်သားပါတယ်ဆိုတာကိုအတိအကျမှတ်ရတာဖြစ်တဲ့အတွက်အစိတ်ပါတဲ့ဟင်းကွက်ကမိဘရားဆောလုံးဆက်သားတာဖြစ်ကြောင်းကိုရှောက်တင်လိုက်ပါတယ်။ဒီလိုနဲ့ဆောလုံးတယောက်ဘရင်ခြေတော်မောင်းရောက်တဲ့အခါမှာတော့ မင်းကြီးကမောင်မမိတန်တွေကိုမိမိကိုရေပတ်ဖို့အတွက်စေခိုင်းခဲ့ပြီးလူပုံလဲမှလည်းယာစအိန္ဒြေပြတ်အောင်အဆက်ခွက်ခဲ့တာကြောင့်မင်းကြီးရဲ့အသက်ကိုလှုပ်ကြံခဲ့ခြင်းဖြစ်ကြောင်းဒီအတွက်မင်းကြီးပေးလို့တဲ့အဖြစ်ကိုပေးနိုင်အောင်ဆိုကကြောက်ရွံ့ခြင်းလုံးဝမရှိဘဲနဲ့ရေရင်ဝမဲရှောက်တင်လိုက်ပါတယ်ဒီလိုရှောက်တင်တဲ့အခါမှာလဲဟဲပန်းဖို့တယ်မမကြီးနေငါကိုအေရော်ရီမြစ်ထဲမှာလူပုံလဲမှအဆက်ခွက်ခဲ့တာမင်းနေပြီလားဒီလိုဆိုကစောလုံးကမင်းကြီးရဲ့ မျိုးရိုးဇာတိဖွဲ့ကမချိမငန်ပြောဆိုခဲ့ပါတယ်။တကယ်တော့နရတိဟပတိမင်းကြီးရဲ့မဲတော်ဟာဆိုရင် မေတ္တာရွာသူပန်းဖို့တဲ့ရဲ့တမိဖြစ်ပါတယ်။အဲဒီခါမှာတော့စောလုံးရဲ့ဇကားတွေဟာရခင်ကလေးကအမျက်ဒေါသကြီးမားနေတဲ့နရတိဟပတိမင်းကိုပုံမိုစိတ်ဆိုးဒေါသထွက်သွားစေပါတယ်။မိဖုရားစောလုံးကို ဖို့ကျင်းထုတ်ပြီးတော့စီရင်စေလို့လည်းအမိန်တော်ချမှတ်ခဲ့ပါတယ်။ဒီလိုစီရင်ဖို့အတွက်လည်းဘဘဲသမားဦးရဲ့တထောင်ကိုအသုံးပြုပြီးအချိန်တိုတွင်မှာပဲတန်ကြက်စင်ကိုပြုတ်လုဆေးခဲ့တယ် ်တန်ကျက်စင်ကိုပြုတ်လဲ့အချိန်တွင်မှာတော့မိဖုရားဆက်လုံးကခံမှန်းထားတဲ့အချိန်ထက်ဆွဲလို့ခုနှစ်ရက်ကြာပြုတ်လို့ပေးဖို့အတွက်အဘဲသမားတွေကိုရွှေငွေတွေပေးကတိတ်တဆိတ်ပဲတောင်းဆိုခဲ့ပါတယ်ဒီလိုခုနှစ်ရက်တွင်မှာတော့ဆောလုံးဟာတဏီကုံဆိုသလိုတီလာကုံတမာရီကုံတရဏကုံတီလောက်တိဆောက်လို့ဖုရားကုံတော်တရားကုံတော်နဲ့တန်ခါကုံတော်တွေကိုရုပ်ဖတ်ပူဆောင်နေခဲ့တယ်လို့လည်းဆိုပါတယ်ခုနှစ်ရက်မြောက်တဲ့နေ့ကိုရောက်တဲ့အချိန်မှာတော့မိဖုရားဆက်လုံးဟာသူနဲ့အမြဲတစေရှိနေတဲ့စိတ်ပတိကိုလက်မကိုင်းမိအပူရှင်တွေကြောင့် ရရဲတောင့်နေနေတဲ့တန်ကျပ်စင်ကြီးပေါ်ကိုတက်လာခဲ့တယ်။ဒီလိုတက်လာတဲ့အခါမှာတော့ကြောက်ရွံ့ခြင်းတုန်နှောက်ခြင်းလုံးဝမရှိပဲတက်လာခဲ့တာဖြစ်တယ်လို့ကွက်မြက်ခံရဖို့စောင့်ဆိုင်းနေတဲ့အချိန်တွေမှာလည်းရတနာသုံးပါးရဲ့ဂုဏ်တော်တွေကိုသာတစ်ခုပြီးတစ်ခုအာယုံပြုတ်ပွားများနေခဲ့ပါတယ်။စောလုံးတယောက်တန်ကျပ်စင်ပေါ်ကိုရောက်ရှိပြီးချိန်ခဏတွင်းမှာပဲမိုးကောင်းကင်ကမိုးသားတွေတိမ်ဆိုင်တိမ်ငယ်တွေပေါ်လာခဲ့တယ်လို့နန်းတော်ကြီးတစ်ခုလုံးလည်းမိုးကြိုးပြစ်တံတွေနဲ့မိုးချင်းတံတွေကြောင့်တုန်ခါနေခဲ့ပါတယ်။ ိုင်နောက်တိတ်မကြခင်ချိန်တွင်းမှာပဲမိုးရီဟာတီးထန်စွာရွာသွန်းခဲ့တာကြောင့်တန်ကျက်စင်ကိုအပူပေးထားတဲ့မိတွေလည်းငိမ့်သက်သွားခဲ့တယ်။ဒါပေမဲ့ဘရင်မင်းမြတ်ကကိစ္စမပြေမချင်းတန်ကျက်စင်နဲ့သာစင်ရင်မှုပြုရမယ်လို့အမိန့်ပေးထားတာဖြစ်တဲ့အတွက်အမှုတန်းတွေကလည်းမင်းအမိန့်ကိုရှောင်လွှဲနိုင်ခြင်းမရှိဘဲနဲ့နောက်တစ်ရက်မှထပ်ပြီးတော့မိဖုရားကိုတန်ကျက်စင်ဘော်ကိုတင်ရပြမှာတယ်။ဒီတစ်ခါမှလည်းပထမတစ်ရက်တိုင်းပဲမိုးရီရာချလာတာကြောင့်မိတွေငိမ့်သွားခဲ့တယ်လို့တရရမြောင်နေရောက်ပြန်တော့လေအဲ့လိုဖြစ်ရက ထပ်ပြီးတော့ကြုံတွေ့ခဲ့ရပါတယ်။ဒီလိုမျိုး၃ချိန်တိုင်တိုင်မီးတွေညင်းခဲ့ရပြီးနောက်မှာတော့မေဘီယာဆောလုံဟာသူ့မအနေနဲ့ယတနာ၃မားနဲ့ဂုံတော်တွေကိုပွားမဲ့ရခြင်းအကျိုးကြောင့်အခုလိုဖြစ်တယ်ဆိုတာကိုသဘောပေါက်စင်ညာမိသွားတယ်။ဒါကြောင့်လဲမင်းမရအတိတ်ဘဝကကံဝတ်ကြွေးတွေရှိခဲ့ပြီးအဲဒါကြောင့်အခုဘဝမှာခံရခြင်းဖြစ်ကြောင်းကိုနှလုံးသွင်းလိုက်တယ်။ငါးဒီချမ်းသာ권ရမည်မဟုတ်လျင်တခဏတွင်းမှာပဲလောင်ကျွမ်းပါစေလို့ဆိုကဒိတ်ထန်ပြုတ်လိုက်ပါတယ်။ဒီတော့မှသာ စောလုံးရဲ့ခနာကုတ်တစ်ခုလုံးဟာချက်ချင်းဆိုသလိုမေးဟုံးဟုံးတောက်လောင်ကျွမ်းပြီးတော့ပြာကျသွားခဲ့တယ်။သူနှစ်သက်မြန်လို့ရတဲ့မေးပြားစောလုံးကိုသူ့ပေးတဲ့အမိန့်တိုင်းစင်ရင်ပြီးတဲ့ကြောင်းကိုနရသီဟပတိမင်းကြားသိပြီးချိန်မှာတော့နောင်တကြီးစွာရခဲ့ပြီးအဲ့မပြောစားမဝင်တဲ့တောကပြပါတိုက်ဝေကနန်းတော်တစ်ခုလုံးမှလည်းစောလုံးငါ့ကိုစောင့်မှဆိုတဲ့တန်းတာအော်ဟိတန်တွေကိုလည်းပြဲ့တင်ထောင်းအော်ခဲ့ပါတယ်။နရသီဟပတိမင်းရဲ့ဒီလိုဖြစ်ရင်ကိုမြင်တွေ့ရတဲ့ချိန်မှာတော့ရဟန္တာအရှင်သူမြတ်တို့က ရိတ်တရားတော်တွေဟောကြားရွတ်ပတ်ခဲ့ပေးကြသလိုပုံနာတွေကလည်းဗေဒင်အတွက်ရတနာတွေခြေပေးခဲ့ပါတယ်။နောက်ပြီးမှာတော့မင်းကြီးဟာသူ့ရဲ့လက်ချက်နဲ့တိမ်ပါသွားခဲ့သူမိဖုရားဆက်လုံအတွက်ရည်စလို့မင်္ဂလာဇေဒီလို့အမည်ရတဲ့ကောင်းမှုဇေဒီတော်တစုကိုတည်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။မိဖုရားဆက်လုံအတွက်ရည်စပြီးနရတိဟပတိမင်းကြီးတည်ထားခဲ့တဲ့မင်္ဂလာဇေဒီကိုတော့ပကံမြို့တောင်ဘက်လေးဖာလုံကန်အကွာမှာရှိတဲ့မြင်းကဘာရွာရဲ့မြောက်ဘက်မှာဖူးတွေ့နိုင်ပါတယ်။ဒီဇေဒီကိုတည်တဲ့အခါမှာနရတိဟပတိမင်းဟာ ခြေစည်းကုံဖျားရဲ့အသွင်တိုင်တိုင်းတိဆောက်ဖို့စေခိုင်းခဲ့ပြီးခြေစည်းကုံဖျားနဲ့တုံညီမှုမရှိပါကပယံသမားတွေရဲ့အသက်ကိုဇီဝင်ချွေမှဖြစ်ကြောင်းမိန့်တော်မူခဲ့တာကြောင့်ပယံသမားတွေကလည်းမြင်းစည်းပြီးတော့ရွှေစည်းကုံဖျားကိုပြေးကြည့်လိုက်မင်္ဂလာစီရီကိုတီထားမဲ့နေရာကို ပြန်လာပြီးတော့ဖျားတက်လိုက်လောက်ခဲ့ပါတယ်ဒီလိုမျိုးခောက်တော့ခောက်ပြန်အပြေးလွှာလောက်ခဲ့ရတာကြောင့်လည်းဇေယီတန်ရဲ့အချိန်တွင်မှပဲမောပြီးတော့အသက် ဆုံးရှုံးခဲ့တဲ့မြင်းကိုးကောင်းတောင်ရှိတယ်လို့လည်းပါဇက်ရာဇုန်ရဲ့အဆိုအရသိရပါတယ်မေပြားဆောက်လုံးရဲ့ ဆက်လျက်ရှိနေတဲ့နောက်ထပ်ဘုရားတဆူကတော့ဗကံမြို့တောင်ပချံအနောထားလမ်းမကြီးရဲ့ဘေးဘက်မှာရှိတဲ့မင်းငိန်ကုန်းဘုရားဖြစ်ပါတယ်။ဒီဘုရားဆိုရင်တော့မြင်းပြကိုနွားပြကိုနဲ့တဝါကိုဘုရားတို့နဲ့မနေမွေးမှာတရှိတာဖြစ်ပြီးဒီဘုရားကမိဖုရားဆလုံးကို ဖိုကျင်းထုတ်ပြီးမကွက်မြက်ခင်အထိဟိုးအချိန်ကလေးကဒီနေရာမှာဘွဲမြင်မသိတဲ့စနစ်ရာစုလက်ရာတထက်ကိုဘုရားဖြစ်နေတည်ရှိခဲ့တာပါဒီလိုနဲ့မိဖုရားဆလုံးကိုကွက်မြက်ပြီးတဲ့အခါမှာတော့မီးသုံးချိန်ငိန်ခဲ့တာကြောင့်အဲ့ဒီကိုဘုရားကိုလည်း မင်းငိန်ကုန်းဖျားလို့တတ်မှတ်ခေါ်တွင်ခဲ့ပါတယ်။မေဖျားဆက်လုံရဲ့တမိုင်းဖြစ်ရင်ကိုတည်ရှိကြတဲ့သူတွေအနေနဲ့ဗကန်ကိုအလဲရောက်တဲ့ခါတိုင်းမှာတော့အဲ့ဒီမင်းငိန်ကုန်းဖျားကဝင်ရောက်လေးလာတဲ့ဖျားတဆုဖြစ်တယ်လို့ဗကန်ခေရဲ့ကြံရှိတဲ့အနုတုခမလက်ရတွေကိုလည်းလေးလာနိုင်တဲ့ဖျားတဆုဖြစ်ပါတယ်။ခြေစားလို့တဲ့စိတ်နဲ့အရှက်စိတ်လုံကံမှုကနေတဆင့်ဖြစ်ပေါ်လာတဲ့နရသီဟပတိမင်းနဲ့မေဖျားဆက်လုံတို့ရဲ့ဇလန်းဟာဗကန်တမိုင်းမှာရှိခဲ့မှုတဲ့ဆိုပေမဲ့လည်းအချိန်ကာလအတော်ကြာမြင့်လာတဲ့မြတ် ဒီနေ့ခေတ်နှောင်းလို့ရကြမှာစိတ်ဝင်စားစရာကောင်းတဲ့ဒဏ္ဍာရီတဖို့ဖြစ်တာကြန့်ရှိ